တရားထိုင်တယ်ဆိုတာတရားကင်းအောင်လုပ်တာတရားမထိုင်တဲ့အချိန်ကျတော့ဥစဉ်တို့ဖြစ်စီဥစဉ်တို့တရားဓမ္မတွေဖြစ်စီတရားကိုတရားတိုင်းမသိလို့ကိလေသာနဲ့အင်းနေတဲ့အချိန်ကများပါတယ်တရားကိုတရားတိုင်းသိမှသာလင်းမြတ်ခင်ပေါ်တရားကိုပုဂ္ဂိုလ်တ attva လုပ်နေရင်ဖြင့်ကိုယ်ခန္ဓာထဲမှာမြတ်ခင်မကောမပေါ်ဘဲနဲ့ သက္ကာယဒိဋ္ဌိတတ္တရဒိဋ္ဌိဥစ္ဆေရဒိဋ္ဌိဆိုရက်ဒီဒိဋ္ဌိ၃မျိုးဟာတမျိုးမျိုးကိန်းလိမ့်မယ်လို့တို့ဘုရားရှင်ကလည်းဆုံးမှာဘုရားရကုစလေလှုပ်သွားတဲ့တို့ကျေးဇူးတော်ရှင် မုဂုဆရာတော်ဘုရားကြီးကလည်းအမိန့်ရှိအဲဒါကြောင့်တရားကိုတရားတိုင်သိအောင်ဝိပဿနာစလေလေထွက်တာသိဝန္နာတိကစပြီးပါလို့ဆုံးမှာပါတယ် အဲဒီဆုံးမတဲ့အတိုင်းဥစဉ်တို့ဒကာရမတွေကဖြစ်ပြက်မမြင်သေးတဲ့ပုဂ္ဂိုလ်ကိုဆူလိုပါသည်ဖြစ်ပြက်မြင်နေတဲ့ပုဂ္ဂိုလ်များကတော့ကိုရှုနေကြရှုတာပေါ့လူသင်များအတွက်ဥစဉ်တို့ပြဋ္ဌာန်းပြီးကျေးဇူးပြုတာကဝိပဿနာစ နာတိပြကလေးလေးထွက်တာသည်ဝဏာတိကစပါလေးကိုတောက်လျှောက်သိရမယ်လို့ဆူလိုတာမဟုတ်နာတိပြမှာလေးလေးနဲ့တူတီပြီးတော့သားတယ် အေးဒီဘုဒ္ဓဘာသာဘောနဲ့သွားထိတဲ့အခိုက်ကလေးမှာသိဖို့အရေးကြီးပါလေဒါထွက်တိုင်းသည်ဝန်တိုင်းသည်သိတာသည်ပုဂ္ဂိုလ်တ attva ကသိတာမဟုတ်မမေ့တဲ့တတိမကင်ကိန်းလုံးနဲ့သိတယ်လို့ဥဇင်းတို့ဒကာရမတွေကနှလုံးသွင်းပြီးပါမမန်ကန်ကန်အားစိုက်တဲ့ဝိရိယမကင်ကိန်းလုံးနဲ့သိတယ်လို့နှလုံးသွင်းပြီးပါ ိတ်တရားတခြားတစ်ပါးမှာပြန့်လွင့်ကျဆမှုမရှိဘဲနဲ့ဒီအယုံတစ်ခုတည်းပေါ်မှာတည်ကြည်နေတဲ့တမာရီကိန်းလို့လည်းသိတယ်ဥဇင်းတို့ဒကာရမတွေကအိမက်ကင်းနဲ့ရှုနေတယ်မက်ကင်းနဲ့သိနေတယ်နှလုံးသွင်းပြပါထွက်တာသည့်ဝနာသည့်သိနေတာသည်ငါသည့်မပါသူသည့်မပါပုဂ္ဂိုလ်တ attva ကသိတာမဟုတ် မမေ့တဲ့တတိမဲ့ခင်ကြောင့်လည်းသိတာပဲမှန်မှန်ကန်ကန်အားစိုက်တဲ့ဝိရိယမဲ့ခင်ကိန်းလို့လည်းသိတာပဲစိတ်တရားတခြားတစ်ပါးသောအာယုန်တွေပေါ်မှာကျက်စမ်းမှုရှိမနေဒီအာယုန်တစ်ခုတည်းပေါ်မှာတည်ကြည်နေတဲ့သမာဓိမဲ့ခင်ကိန်းလို့လည်းသိတာပဲဒါကြောင့်ထွက်တိုင်းသည်ဝန်တိုင်းသည်သိတာသည်တတိမဲ့ခင်ကောင်းဆောင်ပြီးဝိရိယသမာဓိမဲ့ခင်နဲ့အေးအတူတူကဖြစ်တယ်လို့ဥစဉ်တို့ဒကာမတွေကယူကြပါတယ် ဒီထွက်တော်ဝဏ္ဏလေးကိုအမှားယွင်းမရှိဘဲနဲ့သိနေမကင်ကိန်းလို့သိတာပဲထွက်တော်ကိုဝဏ္ဏတင်မဲ့ဝဏ္ဏကိုထွက်တယ်ထင်တဲ့ပုဂ္ဂိုလ်များမှာတတိမကင်ခြုံယွင်းသွားတဲ့အတွေ့ဝိရိယသမารိမကင်မကိန်းရင်ပမာရောမြစ်စုသောပတာပမာရမိလျော်ပြီးတတိမကင်ခြုံယွင်းတဲ့ပုဂ္ဂိုလ်များဒီမြစ်စုသောကိလေသာဝင်ကိန်းတဲ့အတွက်သေမင်းနိုင်ငံတို့ပဒံရောက်ကြောင်းပဲလို့ဘုရားရှင်ကိုရောမြတ်ကြီးက ဓမ္မပရပါဠိဓမ္မဒီတိုင်းပဲအမိန့်ရှိပါလေအဲဒါကြောင့်ထွက်တော်ဝင်တာလေးကို အမာရင်သိတာတာမြင်ညာလို့ဦးဇင်းတို့တရားဓမ္မတွေကဒီလိုမယူပါနဲ့ကိလေသာဝင်ကိန်းတဲ့အတွက်တတိမဲ့ခင်ခြုံရင်းပြီးတော့ဧတိမေနိုင်ငံရောက်ကြောင်းတရားကုသဏံပေါ်သွားတာပဲလို့ဆုံးဖြတ်ပါထွက်တော်ဝင်တာလေးကို အမာရင်မရှိဘဲနဲ့သိနေရင်ဖြင့်တတိမဲ့ခင်ကိန်းတဲ့အတွက်အပမာတော့အမတံပဒံ ဖရာကအပမာဒမမိတဲ့တတိမဲ့ခင်ကိန်းတဲ့ပုဂ္ဂိုလ်များသည်တဲ့။သမာဓိပညာကိုကျေးဇူးပြုနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့တွေ့အမတန်ဩနာတိမွဲခွဲ့လို့ရဖြစ်တဲ့နိဗ္ဗာန်သို့ပဒံရောက်ကြောင်းပဲလို့ဒီလိုပဲဘုရားရှင်ကိုရောမြတ်ကြီးကဆုံးမပါတာ။ဒါကြောင့်ဥစဉ်တို့တရားဓမ္မတွေတတိကိုပြတ်ထမ်းပြီးပါ။တတိကဘယ်တော့မှပူတယ်လို့မရှိဘူး။ ဝရိယကလွန်တယ်တမာရိကလွန်တယ်တရားလွန်တယ်ပညာလွန်တယ်လို့ဒီလိုရှိတယ်တတိကဘယ်တော့မှမလွန်ဘူးဒါကြောင့်ဘုရားရှင်ကိုရောညကြီးကတတိယအတန်ကြီးကြီးလွန်လို့တတိန်စပိခွေတပ္ပရိကံဝရာမိလို့ဒီလိုဓမ္မပရပါဠိတော်များဆုံးမထားဘိက္ခူတန်တရာပြီကြောက်ရွံ့ကြတဲ့ပုဂ္ဂိုလ်များသည်တတိန်စမမိတဲ့တတိမဲ့ခင်သည်တပ္ပတိကံအလုံးစုံသောတရား ကြံလို့မဲ့ကင်နေတဲ့ဝရမိအရေးကြီးတယ်လို့နှခွန်းလည်းမပြောဘူးတခွန်းနဲ့ဟုတ်တယ်မှန်တယ်အကျိုးရှိတယ်ဆိုတဲ့စကားသာလေကိုတော်ကြီးမင်းရှိပါလေအဲဒါကြောင့်အေးဝိပဿနာစလီလီထွက်တာသည့်ဝဏ္ဏသည့်ကသိရမယ်ဆိုတာသည်ကိုယ်တန်တန်မှာမဲ့ကင်ကိန်းအောင်ဒါစပြီးတော့လမ်းခင်းတဲ့အလုပ်ပါပဲငါရှူတယ်ငါရှိုက်တယ်မလုပ်ပါနဲ့အေးကွတော့ပြောတဲ့ဝင်အောင်အထုတ်တဲ့စိတ်ကြောင့်ဒီလေးဝန်းလာတာပဲထွက်အောင်အထုတ်တဲ့စိတ်ကြောင့် ဒီလီထွက်တာပဲကိုအမှန်ကန်သိအောင်ဥစဉ်တို့တရားဓမ္မတွေကတတိကိုပြတ်ထမ်းလိုက်လို့ရှိရင်ဝိရိယအားဆိုင်မှုကြီးလာရင်တမာရီဆိုတဲ့တည်ကြည်တဲ့ဘောရပါလိမ့်မယ်။တမာရီရလိုက်တဲ့တမာရီတော်ယထာဘုဒ္ဓံပဇာနာတိလို့အင်္ဂုတ္တတို့တန်ယုတ်တို့မှလာပါတယ်။တမာရီရှိတဲ့ပုဂ္ဂိုလ်တန်လည်းဟုတ်တိုင်းမှန်စွာခန္ဓာရှိနဲ့ဉာဏ်နဲ့သိမယ်လို့ဘုရားကလည်းဟောပါတယ်။အခုကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကလည်းဆုံးမပါတယ်။ အဲ့ဒါကြောင့်ဥစဉ်တို့ဒကာရမတွေမသိသိအောင်ဆိုပြီးလုပ်လည်းမရှိဘူး။မသိသိအောင်ဆိုပြီးအောင်းလည်းမထမ်းဘူး။ကိုရှူနေကြမှန်မှန်လေးတိုင်သိအောင်သတိကိုပြထမ်းပြီးပါ။ခေါင်းကိုရှေ့လည်းမဆိုင်စေနဲ့။နောက်လည်းမလန်စေနဲ့။ဘေးလည်းမဆောင်စေနဲ့။အရိယာဘုံမှန်ကမ္အေးတမရိယာအမြန်ဆုံးရနိုင်တယ်လို့သူဆရာတော်ဘုရားကြီးကဆုံးပါတယ်။ အဲဒါကြောင့်ဥစဉ်တို့ကရမတိတတိကိုပြတ်ထမ်းခန္ဓာကိုသိရင်ဒိဋ္ဌိသိပါတယ်ခန္ဓာပြောတာကိုအာထုံမှုမှန်ရင်သစ္စာမြင်ပါတယ်အဲဒါကြောင့်ဘုရားရှင် ကိုတော်မြတ်ကြီးရဲ့သူနဲ့ထတ်တူတနာတဲ့တွေ့နှလုံးသွင်းမှန်ပြီးအသင့်အသင့်အာထုံရင်ငါရောက်တဲ့မောက္ခဆိုတဲ့ဒုက္ခခတ်သိမ်းခြုံငိမ့်တဲ့နိဗ္ဗာန်ကြီးကိုရောက်နိုင်မယ်လို့ကိုတော်ကြီးကတောင်းအမိန့်ရှိထားပါတယ် ။အဲဒီအမိတ်ရှိတဲ့အတိုင်းဦးဇင်းတို့ဒကာရမတွေကမက်ကင်နဲ့ရှုနေတယ်မက်ကင်နဲ့သိနေတယ်မက်ကင်နဲ့ပွားနေတယ်လို့အေးကွတော့နှာတိပြကလေလေးထွက်တိုင်းဝင်တိုင်းသိပြီပါ။ဒီကနေသီယမတ်တကနေပြီးတော့အေးထူးထူးလဲလဲခန္ဓာကိုယ်က6ဒွာရ6ခွေမှာတခုသောဓမ္မကပေါ်ပေါ်လွင်လွင်ပြရင်ထွက်တာသည့်ဝနာသည့်ဖြုံ ပေါ်လာတဲ့နေရာကိုဟောတာခန္ဓာပေါ်တာပဲပရမတ်ခန္ဓာနော်အေးပရိစ္ဆသမုပ္ပါအကြောင်းတရားကပြုပြင်လို့ပေါ်လာတဲ့အကျိုးခန္ဓာကိုဆိုလိုပါတယ်အဲဒီအကြောင်းကြောင့်ကျေးဇူးပြုလို့ပေါ်လာတဲ့အေးခန္ဓာကိုဟောတာအကြောင်းကြောင့်အကျိုးပေါ်တဲ့ခန္ဓာပဲလို့ဒါသိသိသိလိုက်တာဒီဒါနှလုံးသွင်းမှန်တာပဲ ဒီလိုနှလုံးသွင်းမှလိုက်တဲ့အတွက်ဥစဉ်တို့ဒကာဓမ္မတွေမှာအကြောင်းသိသိသိလိုက်တဲ့အတွက်ဝိသိကိစ္စသိပါတယ်အကျိုးခန္ဓာသာဟုတ်တယ်ဒီဝိရณะခန္ဓာဖြင့်ဝိရณะခန္ဓာပေါ့ဝိညာဉ်နဲ့ခန္ဓာဖြင့်ဝိညာဉ်နဲ့ခန္ဓာပေါ့ဒီလိုထူးထူးလည်းလည်းသိလိုက်တဲ့အတွက်ဒိဋ္ဌိသိပါတယ်နှလုံးသွင်းမှတော့ဒိဋ္ဌိဝိသိကိစ္စသိပါတယ်အဲ့ဒီခန္ဓာကိုသိနေရင်ကနေခန္ဓာချင်းမတူတဲ့ အမှုရာကိုညံတဲ့မှာရှင်းခဲ့လို့ရှိရင်ဒါအာထုံမှုမှန်တာပဲဒါဓမ္မနုဓမ္မပရိပတ်တိဆိုတာဒါကိုဆိုလိုတာပါပဲခန္ဓာအပြောနဲ့ညံသိနဲ့ကြိုက်ဖို့အရေးကြီးပါတယ်အာထုံမှုမှန်တယ်ဆိုတာကိုယ်ကအနိစ္စလုံးလို့မရပါဘူးကိုယ်ကဒုက္ခအနတ္တဆိုင်ဖို့ချိန်လို့မဖြစ်ပါဘူးခန္ဓာကပြောတဲ့အနိစ္စသဘောစင်တူမဟုတ်တဲ့သဘော မျက်လုံးမြင်နဲ့ဉာဏ်မြင်ဒီနေရာမှာဖွဲမှရမယ်မျက်လုံးမြင်ကဆင်ကွဲမြင်တယ်ဉာဏ်မြင်ကစင်သူမဟုတ်တာမြင်ရမယ်လို့တို့မောဂုဆရာတော်ဘုရားကြီးဒီလိုပဲပိုင်ပိုင်နဲ့နဲ့ဆုံးပါလားဒါကြောင့်နှလုံးသွင်းမှန်သောဒိဋ္ဌိသေးတယ်အာထုံမှုမှန်သောသစ္စာမြင်တယ်ဘေဒာကြောင့်ဦးဇင်းတို့ဒကာရမကြီးအေးအာထုံမှုမှန်တယ်ဆိုတာခန္ဓာပြောတာစောင့်ကြည့်ဘူး ခန္ဓာကစင်တူမဟုတ်တဲ့သဘောနော်မျက်လုံးမြင်ကစင်ခွဲမြင်တယ်ဉာဏ်မြင်ကစင်တူမဟုတ်တာမြင်ရမယ်အနိစ္စဆိုတာဥစဉ်တို့ဒကာရမတွေမိအောင်ကြီးလင်းရာကငိမ့်သွားတဲ့သဘောမျိုးမမြင်ဘူးလို့เออสินทุหมုတ်တဲ့သဘောကိုသိရဝေဒနာတော့ဝေဒနာပဲဥစဉ်တို့တရားဓမ္မတွေဒုက္ခဝေဒနာဖြစ်လဲဒုက္ခဝေဒနာပေါ့ဗျာဒုက္ခဝေဒနာဖြစ်လဲဒုက္ခဝေဒနာပေါ့ဗျာ သို့ပေမဲ့ဝေဒနာချင်း မတူတဲ့သဘောကိုသိဖို့ရည်ကြည်တယ်ဝေဒနာသိနေတော့ဩဒါဖတ်တာကြောင့်ပေါ်တဲ့ဝေဒနာပဲဒီလိုအကြောင်းနဲ့အကျိုးကိုဦးဇင်းတို့တရားဓမ္မတွေသိသိသိလိုက်တော့နှလုံးသွင်းမှန်တဲ့အတွက်ဒိဋ္ဌိဝိသိကိစ္စတတ်တဲ့လောကီမဲ့ခင်၅ပါးဦးဇင်းတို့တရားဓမ္မတွေရဲ့ဟရိယဘုံမှာကိမ့်ပါလေအဲ့ဒါနှလုံးသွင်းမှန်တဲ့ဒိဋ္ဌိဝိသိကိစ္စတတ်တဲ့ မဲ့ကင်ငါပါကိုခရယဘုံမှာလာကိမ့်ပါလေ။နောက်အာတုံမှန်နေဆိုတာကခန္ဓာပြောတဲ့သဘောကိုစောင့်ကြည့်ပါ။ကိုကဆိုင်းဖို့မချိတ်ပါနဲ့။ဒါဖြစ်ပြက်ပဲအမှန်ကတော့ဖြစ်ပြက်ပါပဲတဲ့။သို့တော်လေဦးဇင်းတို့တရားရမတွေခန္ဓာကပြောတဲ့စင်တူမဟုတ်တဲ့သဘောကိုသိစီခြင်းနဲ့။အဲဓမ္မသာလင်ဦးဇင်းတို့တရားရမတွေအာတုံမှန်တဲ့အတွက်ဩခန္ဓာကတရားမစဲ အေးပြက်ပြီးရင်ပြက်ရင်အစာထိုးလိုက်ပြက်လိုက်အစာထိုးလိုက်ပြက်လိုက်ဆိုတဲ့တရားမစဲဖောက်ပြန်နေတဲ့မတူတဲ့သဘောလေးသိလိုက်သာသည်တဲ့ဒါမတူတာသည်အနိစ္စသိတာသည်မက်ကသိတာသည်သမှုတရားရောက်ရမှသည်နိရောဓဆိုတဲ့သစ္စာလေးချက်တစ်ပိုင်းနဲ့သိတဲ့သဘောရောက်ပါတယ်အဲဒါကြောင့်နှလုံးသွင်းမှမူကတိအာထုံမှမူကနေ ဒီတဲ့နဲ့အချိုးကြမှာသာလေဥစဉ်တို့တရားဓမ္မသည်အေကိုလူရှိတဲ့ဒုက္ခခံသိချုပ်ငိမ့်တဲ့နိဗ္ဗာန်ကိုအေကိုမဲ့ညာဆိုတာနဲ့သွားတွေ့ရင်ဖြင့်ဒီနေရာမဟာသောတာပန်တည်တယ်လို့ဆိုရမှာပဲအဲဒါကြောင့်ရှင်ဘိုင်းကနှလုံးသွဲမှန်မှုတိတ်ရေးကြည့်နေတယ်တသန်နေရာလုံးကဥစဉ်တို့တရားဓမ္မသည်ပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားဆိုတဲ့အစွဲကြီးကအမတန်ကြီးလာတယ်အဲ့ဒီအစွဲကြီးကြည်လာတာကိုပယ်နိုင်အောင်ငါ့ ခုပစ္စုပန်ခန္ဓာပြိစ္ဆသမုပ္ပါကိုခုညာနဲ့နှလုံးသွင်းနိုင်မှအဲ့ဒါမှဒိဋ္ဌိစင်ကြယ်မယ်35 40လုံးရတန်တန်ပုံဟောနမိတ်အလေးချိန်ရှိတဲ့ခန္ဓာကိုပြောတယ်လို့မယူပါနဲ့ဥဇင်းတို့ဒကာရမတွေတည်ပြီးသားပါတတိပေးတဲ့သဘောနဲ့အနေနဲ့ဥဇင်းတို့ကကျေးဇူးပြုတာပါအေးခုလူဥဇင်းကတရားဟောနေတော့ဥဇင်းတို့ဒကာရမတွေနားကြည်ယုံနဲ့ဒီเจ้าမပါတာစုံရင်ဈာစိတ်ကလေးကပေါ်မှာပဲ အဲဒါကြောင့်အကြောင်းပရိစ္ဆေသမုပ္ပါက ပြုပြင်လို့ပေါ်လာတဲ့အကျိုးခန္ဓာကိုပိုင်ပိုင်နိုင်နိုင်ပရမတ်သိအောင်လုပ်ပါအဲဒီပိုင်ပိုင်နိုင်နိုင်သိအောင်လုပ်ပါဆိုတာခန္ဓာနဲ့ငါနဲ့မရောစီနေ ခန္ဓာနဲ့ငါနဲ့က အမတန်ရောနေရောတာရှိတယ်ဥစဉ်တို့ဒကာဓမ္မတွေမှာအေးဘောတန်တရားတစ်လျှောက်လုံးကခန္ဓာငါလုပ်ခဲ့လို့တက္ကာဒိဋ္ဌိမပြုတ်လို့အေးတမာဒိဋ္ဌိမကိမ့်တဲ့အတွက်တို့မှာမဟာသောတာပန်သခမရောက်ခဲ့ဘူး ကူတော့ခန္ဓာနဲ့ငါနဲ့မယောဘဲနဲ့ညာနဲ့တည့်ပြီးသမ်းတာဘယ်လိုတည့်ပြီးရမှာလဲဆိုတော့ခန္ဓာနဲ့ငါနဲ့ယောတာကခန္ဓာဖြစ်ကြောင်းနဲ့ဖြစ်ကျူးမသိလို့ခန္ဓာနဲ့ငါနဲ့ယောတာခန္ဓာဖြစ်ကြောင်းနဲ့ဖြစ်ကျူးကိုသိသိသိရင်အော်ဒီအကြောင်းကြောင့်ဖြစ်ကျူးပေါ်တဲ့ခန္ဓာပဲသူ့တော်ရနဲ့သူပေါ့ဗျာအဲဘုကောနမနောမှာတွေးစိတ်ကြံစိတ်ပေါ်ပြန်တယ်။အော်ဒါမနောကြီးနဲ့တွေးစရာအာယုန်နဲ့တိုက်ဆိုင်လို့ပေါ်လာတဲ့တွေးစိတ်ပဲ။ ဩဒီအကြောင်းကြောင့်ဒီအကျိုးဖြစ်တာပဲလို့ဒီလိုအကြောင်းကိုသိသိပြီးတော့အကျိုးပေါ်မှာဆုံးဖြတ်ချက်ချနေရင်အကြောင်းသိသိသိတော့ဝိဇိကိစ္စသေးပါတယ်အကျိုးရမှာပုဂ္ဂိုလ်တ attva မပါတာကိုပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်ချနိုင်တော့သက်ကာယဒိဋ္ဌိသေးပါတယ်ဒါကြောင့်အကြောင်းသိသိသိတော့ဝိဇိကိစ္စသေးတယ်အကျိုးရမှာပုဂ္ဂိုလ်တ attva စိတ်သုံးအောင်ဆုံးဖြတ်ချက်ချနိုင်ရင်သက်္ကာရီတိသိပါတယ်အဲ့ဒါနှလုံးသက်မှန်လို့ရတဲ့အကျိုးပါပဲ အာထုမှုမနဲ့ဆိုတာကတော့ဥစဉ်တို့တရားဓမ္မတွေခန္ဓာပြောတာကိုစောင့်ကြည့်ပါလိုက်ရှာလို့မရဘူးဆိုတာလည်းတိတိချာချာရှင်သာရိပုတ္တရာကြီးကလည်းဟောတယ်တို့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကလည်းဟောတယ်ကာယမိမံသမတထပရိဇာနာထပုဏ္ဏပုံဏံကာယိတဘာဝဝိရိတဝါနာဒုက္ခတန်တံကရိတထာဒီလိုတိတိချာလာတယ်တော်တဲ့ကကြားရဟာအသားကောင်ဖမ်းတဲ့အခါပြေးလိုက်မဖမ်းဘူး ခြုံထဲကနေပြီးတော့စောင့်ပြီးတော့ကိုလိုရှိတဲ့သားကောင်ကိုမိအောင်ဖမ်းတယ်။ဒီမှာလည်းအရှုခံဖြစ်တဲ့6600ခွန်မှာပုံမဲ့တရားမှန်လို့မရဘူး။တမာရီဒီဟုသောခြုံထဲမှာညံကြားကစောင့်ပြီးတော့ပေါ်လာတဲ့အချိန်မှာအေးငါနဲ့မရောအောင်အကြောင်းနဲ့အကျိုးကိုသိသိသိပြပါ။တိနေရင်းကမှဦးဇင်းတို့တရားမှတွေတော်ဒါမူလရှိတဲ့ခန္ဓာလား။နောက်စားထိုးတဲ့သဘောလား။ဝိဘံပေးပါ။ ဉာဏ်ဆိုတာဝိပန္နထူးထွင်းသိတာဝိပန်သိတာဉာဏ်ဆိုတာနော်မျက်လုံးမြင်မဟုတ်ဘူးနော်မနောကမြင်တဲ့အမြင်တော့မျက်လုံးမြင်ကမိအောင်ကြီးလင်းညာကငြိမ့်သွားတာမျိုးဟာဒါချင်းခွဲမြင်ခေါ်တယ်ဉာဏ်မြင်ကချင်းတူဟုတ်တာမြင်ရမူလကလည်းဝေဒနာပဲသို့တော်ဒီဝေဒနာသည်မူလရှိတဲ့ဝေဒနာလားနောက်စားထိုးတဲ့ဝေဒနာလားအဲ့ဒါလေးကိုဦးဇင်းတို့ဒကာရမတွေကဝေဖန်ပြစမ်းပါ အဲ့လိုဝေပန်းပြီးလို့ရှိရင် order မူလသဘောမဟုတ်ဘူးဒါတော့အသစ်ပဲအသစ်ဆိုတဲ့ကောကဥစဉ်တို့တက္ကရမတွေအဟောင်းသဘောကချုပ်ပြောက်သွားအဟောင်းချုပ်ပြောက်ပြီးအသစ်ကစားထိုးတယ်အဲ့ဒီစားထိုးတာလဲအဟောင်းဘောကရောက်ပြီးပျောက်ပြေးရမှာဩဒီလူခန္ဓာကပြောတဲ့သဘောကိုဝေပန်းပြီးသိလိုက်မှသာလင်အေးစင်တူမဟုတ်တဲ့ဆိုတဲ့အနိစ္စသဘောကိုညံတဲ့ရှင်းလာရင်ကိုယ်တည်ကိုမြင်တဲ့သဘောရောက်လို့ ဒီနေရာမှာဖြင့်အထုံမှန်ပါပြီအဲဒါကြောင့်နှလုံးသွင်းမှန်သောဒိဋ္ဌိသိတယ်အထုံမှန်သောသစ္စာမြင်တယ်သစ္စာမြင်တယ်ဆိုတာခန္ဓာအနိစ္စမြင်လိုက်တော့သူများအသိမှမဟုတ်ဘဲကိုယ်အသိကိုမြင်တော့အေးဒါဒုက္ခသစ္စာမြင်တဲ့သဘောပါပဲကိုယ်အသိကိုမြင်တာဒီဒါဒုက္ခသစ္စာမြင်တာပါပဲကိုယ်အသိကိုမုန်းတာလည်းဒါဒုက္ခသစ္စာမြင်တဲ့အမြင်ညာပါပဲ ကိုယ်သေးလဲဆုံးမှာရောအတိတုတ်တဲ့နိဗ္ဗာန်မြင်လိုက်တော့အဲ့ဒီနေရာမဟာသောတပန်တည်တာပဲဒါကြောင့်ဒီနှကြောင်းပြည့်စုံရင်ကွာငါရောက်တဲ့မောက္ခနိဗ္ဗာန်ကြီးမင်းတို့ရောက်ပါလိမ့်မယ်လို့ဘုရားရှင်ကသေသေးချာချာတာဝန်ခံတဲ့တွေ့ပရမတိခန္ဓာနဲ့ငါနဲ့မရောစီနဲ့တော့မရောအောင်ကပြစ္ဆုတ်ပံခန္ဓာရဲ့ပြိစ္ဆာသမုပ္ပါ သူ့ဓာရရနဲ့သူ့အာယုန်နဲ့ တိုက်ပြီးပေါ်တဲ့သဘောကိုပိုင်းပိုင်းနိုင်နိုင်ဥစဉ်တို့ဒကာရမတွေကသုံးသပ်ပြီပါအကြောင်းကိုသိသိသိပြီပါဓမ္မအကျိုးထဲမှာပုဂ္ဂိုလ်တ attva မပါတာကိုရဲရဲတင်းတင်းဆုံးဖြတ်နိုင်မယ်အနိစ္စဒုက္ခအနတ္တမတုံလိုက်ပါနဲ့အိုးလို့ဆရာတော်ဘုရားကြီးကလည်းဆုံးမှာပါတယ်ဘာလို့ဆိုခန္ဓာနဲ့ငါနဲ့မရောမှခန္ဓာဟောတဲ့တရားကိုပိုင်ပိုင်နိုင်နိုင်နာနိုင်တယ်ခန္ဓာနဲ့ငါနဲ့ရောရင်တဲ့ ခန္ဓာဟုတ်တရားကိုပိုင်မနိုင်နိုင်မနာနိုင်မနာနိုင်တာကရောတော်တာကဒိဋ္ဌိဆိုတော့ညာမကိန်းတဲ့အတွေ့အေးကွတော့ဒိဋ္ဌိကဘယ်တရားနာလို့ရမလဲသူ့ကြိုက်သူ့လိုတာရှားပြီးနာမှာပေါ့ညာကတော့ခန္ဓာပြောတဲ့သဘောရဲ့အမှုအရာလက္ခဏာအတိုင်းကြည့်တယ်အဲဒါကြောင့်လောမကြီးနဲ့ဗျာမများနဲ့စောင့်ကြည့်ပါအဲ့လိုကြည့်နေရင်ကမှအေးတမာရပညာကျဲသွားရင် အိမ်တွေစိတ်ကိုပြန်ထိုင်ပါလေလေးထွက်တိုင်းထွက်တိုင်းအော်ဒါထွက်အောင်အားထုတ်တဲ့စိတ်ကြောင့်ဒီလေးထွက်တယ်လို့နှလုံးသွင်းပြီပါလေလေးပြန်ဝင်နိုင်ဝင်နိုင်အော်ဝင်အောင်အားထုတ်တဲ့စိတ်ကြောင့်ဒီလေးဝင်တယ်လို့နှလုံးသွင်းပြီပါဒါပြစ္ဆုတ်မှန်ပရိစ္ဆာသမုပ္ပါကိုပြန်သုံးတတ်တာပဲအဲ၆တော်ရ၆ခွင်မှာတိပြင်းတရားမရှိရင်အဲ့ဒီအိမ်တွေစိတ်ရှိလေရဲ့အဲ့ဒီအိမ်တွေစိတ်ကဦးဇင်းတို့ဒကာရမတွေလေလေးထွက်နိုင်ထွက်နိုင် အော်ဒါထွက်အောင်အထုတ်တဲ့စိတ်ကြောင့်ဒီလေထွက်တာပဲနှလုံးသွင်းပြီပါလေလေးပြောင်းဝင်လာရင်အော်ဒါဝင်အောင်အထုတ်တဲ့စိတ်ကြောင့်ဒီလေဝင်တာပဲဒီအကြောင်းနဲ့အကျိုးကိုပိုင်းပိုင်းနိုင်နိုင်သိသိပြီးသိနေရင်အေးဖြတ်သူတော်တော်ကြာပေါ်ရင်ပေါ်ရလိုက်တာပေါ့အရှုခံခေါ်ရကိုရှုညာနဲ့လိုက်ရမယ်ဆိုတာတို့ဘုရားပါဠိတော်အလုတ်စင်မှာအေးအေးဟိပတိကောခေါ်တဲ့နေရာတန်ဋိဋ္ဌိကောနဲ့လိုက်ရင်အာကာလီကောဆိုပြီး အခါမနဲ့ကျူးပေးပါတယ်ကွာဆိုတာကဒိဋ္ဌိကိလေသာတည်တဲ့အတွက်အေးအပေလေးပါးမှလွတ်မယ်ဆိုတာကိုဉာဏ်နဲ့ကိုဆုံးပြနိုင်တဲ့သဘောရောက်ပါလိမ့်မယ်အဲဒါကြောင့်စောင့်ကြည့်ပါဗျာမများနဲ့ခေါင်းဆိုင်နေရင်စောင့်နေရင်တတိကိုပြထမ်းပြီတတိကိုပြထမ်းပြီအရိယာဘုံမမှန်ရင်မရဘူးဝရိယကို ေးဝရိယလေးနဲ့အားစိုက်ပြီးတတိကိုပြထမ်းပြီးဘာဆိုတော့အေးတဏှာကြီးလောက်ကျူးစားတဲ့အတွက်မှာဌိနမိတ်တကိုလက်ခံရင်ဥစဉ်တို့တက္ကရမရိကိလေသာညာသူခြေရင်မှာပိုင်းပိုင်းလေပြီးတော့မက်ကင်ကိုအကူအမဲမက်ကင်မပေါ်ဘဲနဲ့အေးသူ့လက်အောက်ပိုင်းပိုင်းလဲသွားရင်အမတန်နစ်နာတာပါတယ်အဲဒါကြောင့်သတိပေးပါတယ်ဘာမှမပေါ်ရင်အိမ်သေးရှုပါပေါ်ရင်ပေါ်တဲ့နေရာကို နေကောနာညာနဲ့တတိထဝရိယစိုက်ပညာနဲ့ကြည်ပြီးသုံးသပ်ပေးပါ သူเจ้าနဲ့သူจุသူเจ้าချုပ်တော့သူจุချုပ်มาပဲသူเจ้าဖြစ်ကျေစုပြုတော့သူจุပေါ်มาပဲဆိုတာဉညာတဲ့ရှင်းလာရင်ဖြင့်ဧခန္ဓာကိုဟာဖောက်ပြန်နာနဲ့ပြည့်စည်တာမြင်ပါလိမ့်မယ်ဖောက်ပြန်နေဆိုတာကအစာထူတာပြည့်စည်တယ်ဆိုတာကအဲ့ဒီအစာထူတဲ့တရားလေးပျောက်ပြတ်သွားတာ ကြောက်ပြဲသွားတယ်ဆိုတာမိအောင်ကြီးလင်းရကငြိမ့်သွားတာမျိုးမဟုတ်နာဘုံချင်းမတူတာကောင်းဘုံချင်းမတူတာအောင့်ဘုံချင်းမတူတာအဲ့ဒီမတူတဲ့သဘောကိုကဲခတ်ပါဒါကြောင့်ဝေဒနာကြောပြီးအနိစ္စမြင်ရမယ်ဆိုတာဥစဉ်တို့တရားဓမ္မတွေဝေဒနာကတန်တတိယဆက်နေတယ်အဲ့ဒီဝေဒနာချင်းမတူတဲ့သဘောကိုညံတဲ့မှာပိုင်အောင်ဒါမူလရှိတဲ့သဘောလားနောက်အစထိုးတဲ့သဘောလားအကဲခတ်ပြီးပါ <laughs> အကဲခတ်ရင်ဥစဉ်တို့ဒကာရမတွေဩတာမူလရှိတဲ့သဘောမဟုတ်ဘူးဒါနောက်စားထိုးတာပဲလို့ညံတဲ့မှာရှင်းလိုက်ပြီတစ်ချက်လင်းလိုက်ရင်အသက်တရားနေရတာလေဒီဒီချင်းညင်လိုက်ရတာကမြတ်တယ်လို့ဘုရားရှင်ကိုတော်မြတ်ကြီးဓမ္မပဒပါဠိတော်မှာအမိန့်ရှိထားတဲ့အမြတ်ဆုံးအလုပ်ကိုအေးကွတော့သာနာရင်းနဲ့ဂျုံဆရာကောင်းနဲ့ဂျုံထောင်တတ်တဲ့နာရီနဲ့ ဒီကျင့်တတ်တဲ့ဉာဏ်နဲ့ကျူးစားရင်ဖြင့်ဥဇင်းတို့တရားဓမ္မဤဒီဘဝမှာရနိုင်ပါလေဒီမဲ့ညာဘူညာကန့်ကွက်တဲ့ကံကြီးငါးပါးတရားမှဒီထက်ကျူးလွန်တဲ့ပုဂ္ဂိုလ်မပါပါဘူးမဲ့ဘူညာဘူညာကန့်ကွက်တဲ့တရားမရှိတဲ့အတွက်ဒီရှုကံနဲ့ရှုဉာဏ်နဲ့အံကြအောင်လိုက်ရှာတဲ့သဘောမျိုးမလုံးနဲ့နော်ရှောင်ကြည့်တဲ့သဘောမျိုးနဲ့ကြည့်ပါစောင့်ကြည့်တဲ့သဘောမျိုးနဲ့ကြည့်ပါ ဒါကြောင့်အေပတ္တိကောအေဟိလာဘပတ္တရှုပါ အရှုခံခေါ်ရာကိုတန်ဋိဋ္ဌိကောသာမန်ပတ္တိတ္တဘောသာမန်ကိုယ်တိုင်းဆိုတာဒီကိုကြီးကိုဆိုလိုသည်မဟုတ်ကိုရှုနေတဲ့မဲ့ကင်၅ပါးကိုဆိုလိုတယ်သမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါယမသမာတတိသမာသမာဓိဒါလောကီမဲ့ကင်၅ပါးဆိုပါတယ်အဲဒီသာမန်ဆိုတဲ့ဒီမဲ့ကင် နာဗာနဲ့ပတ္တိတ္တဘောခေါ်တဲ့နေရာတကြောင်းနဲ့မြောင်ကြည့်ပါတူပါဠိတော်ကလာပါလေအဲဒါအရှုခံခေါ်ရာကိုရှုညာနဲ့လိုက်နေရင်အကာလီကောနာကာလန္တရိဝိပါကောနာကာလန္တရိကာလမချာမဲ့ဝိပါကောအကျိုးပေးတယ်ဆိုတာဥဇဏုရဂါရမတွေကိလေသာအောင်ပွဲယူတာပါပဲခန္ဓာနဲ့ကိလေသာနဲ့မတွဲဘဲနဲ့ခန္ဓာနောက်ကညာလိုက်တဲ့အတွက် ေဉာဏ်ဒီကိလေသာတတ်တဲ့အတွက်အကာလီကောဆိုတဲ့အတိုင်းအေးပရိစ္ဆသမုပ္ပါချက်ကြောင်းတရားတွေပြတ်သွားတဲ့အတွက်ဥဇင်းတို့ဓဂရမတွေမှာဘဝတန်တရားတလျှောက်လုံးကဆက်လန်းလိုက်ခဲ့လို့ဒုက္ခရောက်ခဲ့တာအခုဖြင့်ဖြတ်လန်းတက်မိတွေ့ဩဒုဒုက္ခသူသိမ့်တဲ့အလုပ်လုပ်နေတာပါလားလို့ဝင်းမြောက်ဝင်းတာနဲ့ခန္ဓာဟောတိုင်းတတိထဝရိယစိုက်ပြီးပညာနဲ့အကဲတာခဏနေတော့ ေးမတူတာတစ်ချက်သိလိုက်ရင်အသက်တရားနေရတာလည်းမြတ်တာပဲတစ်ချက်နင်းသွားရင်လည်းဥစဉ်တို့ရဂါရမတွေတောက်လျှောက်နင်းတော့တာပါပဲအဲ့ဒါကြောင့်စောင့်ကြည့်ပါလောမကြီးနဲ့ဗျာမများနဲ့ဘာမှမပေါ်ရင်အိန္ဒေစိတ်ထိုင်အိန္ဒေစိတ်ကနေပြီးပေါ်လာရင်ပေါ်ရလိုက်ပါဝိပဿနာဆိုတာရှာရှုရတာမဟုတ်ဘူးလှုပ်ရှုရတာမဟုတ်ဘူး စောင့်ကြည့်ရမယ်လို့ရှင်သာရိပုတ္တရာကြီးကသေဒီချာညာဟောထားတယ်။အဲဒါကြောင့်စောင့်ကြည့်ပါ။စိုက်မသွားစီနဲ့စိုက်သွားတာဟာတမာရီလွန်တော့ဌိနမိတ်တပဲဝင်တယ်။ဝရိယလွန်ရင် ရှုချက်တရားရေကျူးကျူးတိတတ်တယ်။ခုံးနေတတ်တယ်။တမာရီလွန်တော့မှိမ့်သွားတတ်တယ်။ဝရိယလွန်တော့ရှုချက်တွေကကျူးကျူးတိတယ် တတိယကတော့ဘယ်တော့မှပူတယ်လို့မရှိဘူးအေးတရာလွန်တော့တဏှာဝင်ပြီးကောက်ကျစ်တတ်တယ်တဏှာမြောင်တတ်တယ်ပညာလွန်တော့ကောက်ကျစ်တဲ့ဘက်ပြေးတတ်တယ်ကိုဉဏ်ဒီကိုသုံးလာတတ်တယ်အဲဒါကြောင့်တတိကိုလက်ကင်ထားပြီးတော့ဣဣန္ဒြေညီအောင်ဖြစ်ပြည့်မြင့်နေတာဣန္ဒြေညီတာပဲဖြစ်ပြည့်အမြင်စိတ်တာလေးလေးဣန္ဒြေညီလို့တာမ လူကောင်းများအတွက်ထူးဥစားပေးပြီးပြောပါလေဖြစ်ဖြစ်စိတ်သာရင်ဒါအိန္ဒြေညီလို့တာမှာအိန္ဒြေညီလာတယ်ဆိုတာကကိုကအေးဖြစ်ဖြစ်ကျဲသွားရင်ဟောငါပဲအိန္ဒြေရော့လို့ဒီဖြစ်ဖြစ်ကျဲသွားပါလိမ့်မလဲဆိုတာကိုကကိုတတိပြန်ထားပြီးပြင်ပါတဲ့ဥစဉ်တို့ကလည်းပြင်ရင်ရတာမဟုတ်ဘူးမသိနိုင်ဘူးကိုကကိုအေးကိုမကိုပြင်ပြီးတော့လုံမသားနဲ့လက်မှန်ရောက်ပါလိမ့် အဲကြောင့်စောင့်ကြည့်ပါလောမကြီးနဲ့ဗျာမများနဲ့ဘာမှ ရှုစရာမရှိဘူးဆိုရင်အိမ်တယ်စိတ်ကိုပင်တိုင်းထားရှုပါ ရှုစိတ်ရှိုက်စိတ်အေဒီယားမှာပေါ်ရင်ပေါ်ရာလိုက်ပါစောင့်ကြည့်ပါကိုကိုကိုပြတ်ထမ်းပြီးစိုက်မသွားစီနဲ့စိုက်သွားရင်ဒါသမာဓိလွန်တဲ့ဘောပဲဌိနမိတ်တာပဲပါသွားတတ်တယ် တိုင်မသွားစေနဲ့တတိနဲ့ပြန်ညှီးဘယ်လွန်သွားတာဖြစ်တတိနဲ့ပြန်ညှီးမှရတယ်နော်တတိနဲ့ပြန်မညှိနိုင်ရင်မရဘူးစိုက်မသွားစေနဲ့ဝိရိယကိုမြင့်ပြီးဓမ္မတမာရီနဲ့ဝိရိယနဲ့ညှီးလာမယ်